ဒီစစ်ပွဲနဲ့ပတ်သက်ပြီးတော့ငါတို့တုံးသပ်မယ်ဆိုလို့ရှိရင်နံပါတ်1ကဒီ NLD အစိုးရရေနောက်ပြီးတော့ဗမာအတမတော်ရေအနေနဲ့အခုကချင်ပြည်မှာရောရှမ်းပြည်မှာရော offensive ပေါ်ဒီလိုတိုက်တဲ့စစ်ကမားတဲ့စစ်တိုက်ချင်းဖြစ်တယ်ဆိုရဟာနံပါတ်1အဲ့ဒါအရင်ပြောချင်တယ်အဲ့ဒါနဲ့တစ်ဆက်တစ်ဆက်တဲ့ပဲ ဒီအခု Gideon Post ပေါ့ KO KAD ရဲ့တတ်ကို252ပေါ့လေတမ252ကအဲ့မှာနေရာယူထားတဲ့စခန်းကိုအခုလို Lenet G ရောလင်းပြန်ရောနော် Luing I ရော Now ဒီတလောက်သုံးပြီးတော့တိုက်ဆံကအတိတ်ပဲတိတ်မရှိဘူးအမြင်ဘာဖြစ်လို့အတိတ်ပဲမရှိလဲဆိုတော့တလောက်ပြင်းထန်တဲ့ တိုက်ပွဲမျိုးအနေနဲ့ကျွန်တော်တို့တိုက်တယောက်နဲ့တယောက်တိုက်ဆံလည်းမလို့ဘာဖြစ်လို့လဲဆိုတော့အခုအချိန်မှာတောင်ဆန်းစုကြည်ဦးဆောင်တဲ့ energy အစူရတက်လာပြီးတော့တနိုင်ငံလုံးကို satisfy လုပ်မယ်လုပ်ပြီးတော့ federal စနစ်ကိုတည်ဆောက်မယ်ဆိုပြီးတော့ဆွေးနွေးကြတယ်ညလာခါမှာအဲ့လိုပြောကြပြီးခေါင်းဆောင်တွေအတီးတီးရလဲပမာခေါင်းဆောင်တွေရော energy ခေါင်းဆောင်တွေရောတတ်မတော်ဘက်ကတတ်မတော်ဦးစီးချုပ်ကရောအဲ့ဒီ system ကိုပြောကြပြီး အားလုံးကပြောကြပြီဒါကကဘာမှာလိန်လို့မရဘူးเนาะဒါအားလုံးတကဘာလုံးကြည့်တယ်ညီလာခမတယ်လို့ပြောကြပြီအဲ့လိုပြောကြပြီးတော့တစ်ဆက်တစ်ဆက်ထဲပဲအခုကချီပြီးချမ်းပြီကိုဒီလိုစစ်တဲ့လေဆိုတာကအတိတ်ပဲရှိတဲ့စစ်ပွဲကိုစဉ်းနွှဲတယ်လို့နံပါတ်1အဲ့ဒါအဲ့ဒါကြောင့်မလို့ဗမာအတမတော်ရော NLD အစုရရောမားတယ်ဒေါ်အောင်ဆန်းစုကြည်ကဂျီဥစာကိုမထိနိုင်ဘူးဆိုတာကလည်း အဲ့ဒါလည်းမဖြစ်ဘူးသူကထင်ရမယ်ဘာလို့ဆိုတော့ဒေါအောင်ဆန်းစုကြည်ဟာမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုအားလုံးကချင်ကြီးပဲမဟုတ်ဘူးမြန်မာပြည်ပဲမဟုတ်အားလုံးကသူ့ကိုဟို support ထားတယ်သူ့ကိုအားကိုးထားတယ်သူအစုရတက်လာလို့ရှိစစ်ပြင်းရင်းပြီးတော့ကျွန်တော်နိုင်ငံကကောင်းမယ်ဆိုတဲ့ခံစားချက်တွေအားလုံးလူထုအားရှိနောက်တစ်ခုကအဲကျွန်တော်တို့က စစ်မတိုက်တဲ့ဒီစစ်တိုက်တဲ့စနစ်ကိုထားပြီးတော့စပွဲပေါ်မှာထိုင်ပြီးစကားပြောမှဆိုတဲ့အချိန်လေးဖြစ်တယ်။အဲ့ဒါကြောင့်မလို့ဒီဗမာတပ်မတော်အနေနဲ့ရော NLD အစိုးရအနေနဲ့ရောဒီအခုလိုဒီ Gideon Post ပေါ်လေ Gideon Post တမကဘူးကချင်ပြည်မှာရှိတဲ့ချမ်းပြည်မှာရှိတဲ့စစ်တပ်ဒီကိုကျွန်တော်တို့ဒီတိုင်းသားတော်လိုင်းရဲ့တပ်ဒီကိုလာပြီးတော့လာတိုက်တဲ့ဟာကဒါကမာယွင်းတဲ့ မာယူတဲ့အတွေးခေါ်ဖြစ်တယ်ဆိုတဲ့ဟာကိုနံပါတ်1ကျွန်တော်ပြောချင်တယ်။နောက်တစ်ခုကကျွန်တော်တို့ကချင်ခါငါတို့ကချင်ဒီနဲ့ဗမာနဲ့နဲ့ဗမာလူမျိုးနဲ့နဲ့ပေါင်းတယ်ကစစ်တိုက်ပြီးတော့ပေါင်းလာတာမဟုတ်ဘူးဒီနိုင်ငံကနော်စပွဲပေါ်မှာဘူချိုအောင်ဆန်းနဲ့စကားပြောပြီးတော့ပေါင်းလာတဲ့နိုင်ငံဖြစ်တယ်။ငါတို့ကချင်နဲ့ဗမာဟာတိုင်းပြည်တပြည်မှာအတူနေဘူးဆိုတဲ့ဟာစပွဲပေါ်မှာဆုံးဖြတ်ပြီးတော့ တဘောတူလက်မှတ်ထိုးတယ်ဂတိခံယူထားပြီတော့ဟိုလူလိုက်ရေကိုအတူယူကြလည်းဖြစ်တယ်အဲ့ဒီနေ့ကစပြီတော့အဲ့ဒီတဘောတူညီချက်အနေနဲ့ကချင်နဲ့ပမာအတူနေကြမယ်တိုက်ပြည်တစ်ခုပါဆိုပြီတော့နေကြတာဖြစ်တယ်နော်အရင်တော့ကျွန်တော်တို့ပမာဒီပမာကိုလည်းကျွန်တော်တို့တလောက်ကြည့်တာမဟုတ်ဘူးအဲ့အဲ့လိုဖြစ်တယ်ဒါပေမဲ့နောက်တစ်ခုက ကျွန်တော်တို့ကချင်နေတာဒီပမာပြည်ထောင်စုမြန်မာနိုင်ငံဘပြူခွဲအောင်အများကြီးကြိုးစားခဲ့တယ်။ဟောအရင်တော့အလံဖြိုအလံနီနော်ကရင်တဘုံအောက်ပြည်အောက်ရွာအကုန်လုံးရန်ကုန်တောင်တင်းမဲ့အချိန်မှာလဲကျွန်တော်တို့ကချင်တပ်တွေကဒီလိုလို့မရဘူးဆိုမချင်းနာကလည်းလေးပြောင်နဲ့စမတူဟာရခိုင်မှာစစ်သားတွေကချင်စစ်သားတွေရန်ကုန်ဆင်းလာပြီးတော့ကာကွယ်ခဲ့တာပဲဒါတမိုင်းမှာအတိအလင်းရှိတယ် နောက်တစ်ခုနော်အခုဒီ community ခိတ်တုံးကဗမာပြည် community ကဒီ champion အဲရှေ့ပိုင်းတွေကိုအကုန်လုံးတင်းလာတယ်အဲ့ဒီတုန်းကလည်းကျွန်တော်တို့ KIA ကဘာလို့လဲဆိုကချင်းဗမာအစိုးရကိုနေဝင်စာယူအစိုးရကိုတိုက်နေတဲ့အချိန်မှာ community တိုက်တဲ့အခါကျတော့ကချင်းကအဲ့မှာပြန်တိုက် why ပြီးတော့အစိုးရနဲ့ community ကိုတိုက်ပြီးတော့ ကြေတင်ဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကချင်တွေငါတို့ကချင်တွေကဗမာပြည်ကြီးကိုမပြိုးအောင်မပြက်အောင်အတူလုံနေတဲ့လူမျိုးတွေဖြစ်တယ်။အခုကလည်းမတိုက်တချင်းချင်းမတိုက်နဲ့ဒီစပွဲပေါ်မှာဆွေးနွေးပြတော့ Federal System နဲ့နေကြမယ်ဆိုလို့အလုံးစကားပြောကြတာရှိတယ်။ KA KA ဟောဆောင်နေလေညီလာခံနဲ့တက်တယ်။ရန်ကုန်မှာရော အခုပေမနာနေပြည်တော်မှာတော့တော့ဆွေးနွေးတာဖြစ်တယ်အဲ့လိုဖြစ်နေတဲ့အချိန်မှာကျုပ်တို့ကချင်လူမျိုးတွေပိုင်တဲ့နေမျိုးကိုအခုလိုဗမာတမတော်နေနဲ့ရော energy အစုရအနေနော်နေရောအခုလို offensive လုပ်တဲ့ဟာကတမိုင်းမှာအမားဆုံးအလုပ်ကိုလုပ်နေတယ်ဆိုတာနံပါတ်1အဲ့ဒါပြောချင်တယ်နံပါတ်2အနေနဲ့ကျွန်တော်တို့ရေဘော်တွေအကြောင်း KIA အကြောင်း ကေရေကတော့ကေဟိုခေါင်းဆောင်ကြီးကအာဗမာပြည်ရဲ့ federal system federal senate ပေါ်ထွန်းရဲ့အတွက်ကိုတတိရှေ့ကတတိစခန်းတဲ့အများကြီးတင်းခဲ့တယ်တတ်မတော်နော်ဒါပေမဲ့တီးခံဖို့ပြောတယ်မတိုက်ခံဘူးအခုကီတွန်ဘုတ်ကိုတော့ကျွန်တော်တို့ရေးပေါ်တွေကဒီဟာ ဒီကြိုးယူကိုဒီခံခံတက်ကိုကြော်လို့မရတော့ဘူးဆိုပေမဲ့ခုခံတိုက်ကြတာဒီရေပေါ်ရဲ့အဲကြင်ရေပေါ်ရဲ့တတ်တိစွန်ဘကာကဘာမာတချီချူးဆရာကောင်းတယ်ကဘာမာထူးခြားတဲ့အဲစစ်သားတွေဖြစ်တယ်နော်တလောက်ကြီးမားတဲ့စစ်သားအမြောက်သားလေးင်းပြန်ဒီတုံးပြတော့လေးလားအလုံးလုံးတိုက်တယ်ဆိုတာကကဘာမာဘေးစခန်းကမှ ဘေးအဆူရမှလေးလအဲ့လောက်တိုက်တဲ့ခါမရှိခဲ့ဘူး။ဒါမှကျွန်တော်တို့ရေးပေါ်တွေက music ရှိအပြည့်အဝနဲ့ခံတဲ့မဟာတတိရှိတဲ့ရေးပေါ်တွေဖြစ်တယ်ဆိုတဲ့ခါစစ်မှန်တဲ့ကာကွယ်ရေးစစ်ကိုလူမျိုးကိုနေမယ်ကိုကာကွယ်တဲ့စစ်တပ်ဖြစ်တယ်။ဒါကြောင့်မလို့ချီချူးတယ်ဂုံပြုတ်တယ်။အခုမနေ့ကတလောက်ဒီကြီးစားမှုရွာအမြောက်မှုရွာပြတော့ ဖေးပေးလိုက်တယ်ဆိုရင်လည်းသူတို့မှအပြစ်သွားမှာမရှိဘူးတချို့ရဲဘော်တွေဆိုရင်အဲ့တမှာအတက်အတေခါပြီးတော့တိုက်ကြတာပဲဖြစ်ပါတယ်နော်အဲ့ဆိုတော့နံပါတ်3အနေနဲ့ကြတော့အခု KAO အစိုးရနဲ့ KO ခေါင်းဆောင်တွေနဲ့ဗမာစစ်တပ်နဲ့ဗမာအစိုးရနဲ့အခုအစင်းစားရမယ့်အခြေအနေဖြစ်တယ်တဖက်မှာကြည့်မယ်ဆိုရင်တပ်မတော်ဗမာတပ်မတော်ကကျွန်တော်တို့ငါတို့ကချင်လူမျိုးတွေကိုဒီ ရန်တူလိုတိုက်နေပြီနော်တိုက်နေတယ်ရန်တူလိုပဲတိုက်နေတယ်ဒါပေမဲ့ KAO ဘက်ကခေါင်းဆောင်တွေကဘာလို့ဆိုရော mix ilo mix ilo အဲကောက်ဝဲတယ်ကောက်ဝဲတဲ့တိုက်ဖြစ်တယ်ဆိုတဲ့အခါမှာအခုကဘာပြောင်းသွားနိုင်တယ်လဲဆိုတော့အခုလိုတတ်တမတော်ရောဗမာဆူရရောမာယူတဲ့ပုံစံနဲ့ဒီလိုလူမျိုးတုံးတိုက်ဖြတ်တဲ့ system အဲ့လိုတုံးလာပြီဆိုရင် အဲတိုက်ပွဲတတန်တွေကအမျိုးမျိုးပြောင်းသွားနိုင်တယ်ပြောင်းသွားနိုင်တယ်ဘာလို့ဆိုတော့အတူနေဖို့စစ်တိုက်တယ်ဆိုတာဘာမှအသိပဲမရှိဘူးကျွန်တော်ခုနကလည်းပြောပြင်းငါတို့ကပမာလူမျိုးနဲ့ပေါင်းတာကစပွဲပေါ်မှာပြောပြီးပေါင်းကြတာတိုက်ပြီးပေါင်းကြတာမဟုတ်ဘူးတယောက်နဲ့တယောက်နိုင်ပြီးတော့ပေါင်းတာလည်းမဟုတ်ဘူးနော်အဲ့ဒီလိုအချိန်မှာအခုလိုတိုက်တဲ့အခါကျတော့စစ်တိုက်ပြီးတော့ဖြည့်ရှင်းတဲ့နီးစနစ်ကို ဒီပမာစစ်အစိုးရအဲ့လိုတုံးတယ်ဆိုရင်ကျွန်တော်တို့ပြချင်းကလည်းဒါ offensive ပြန်လုပ်ရအောင်အဲ့ဒါကြောင့်မလို့ဒါတရားတော့တစ်ဖက်စဉ်းစားဖို့လိုတယ်စဉ်းစားဖို့လိုတဲ့အခါမှာ KIO ခေါင်းဆောင်တွေအနေနဲ့ KIA အနေနဲ့ကျွန်တော်တို့မျိုးကိုကာကွယ်ဖို့လူတို့ကိုကာကွယ်ဖို့ဟာအခုလိုပဲဟိုဘုမတ်တမတော်ကကြိုက်တယ်လို့ပြစ်ပြီးတော့တိုက်ပြီးတော့လုပ်နေတာကို ဒီရှေ့တမ်းမှလည်းမတိုက်ခိုင်းဘူးเนาะအဲတကယ်ရေးပေါ်ဒီအင်တိုင်းအားတိုင်းတိုက်မဲ့ဟာ program တွေလည်းသူတို့မလုပ်ခိုင်းဘူးဆိုတဲ့ဟာကအခုကတချိန်ကျတော့ဒါတော့စစ်စစ်ရဲ့ရဆိုတာမားတယ်မားတယ်ဆိုတော့လူသူရောရှေ့ကတတ်တည်ရရောဒီဟာကိုဟိုစားပြန်ပြီးပြုတ်ပြင်ဖို့ကောင်းဆောင်တွေကိုပြောနိုင်တယ်ကောင်းဆောင်တွေကလည်းအခုအဲ့ဒါနဲ့ပတ်သက်ပြီးတော့ more offensive system တွေတို့လုံနိုင်တယ်လုံနိုင်တဲ့အခါကျတော့ဒီအခုရွေးတဲ့ system ကဟိုတယောက်နဲ့တယောက်တစ်ဖွဲ့နဲ့တစ်ဖွဲ့တစ်မျိုးနဲ့လူမျိုးတစ်မျိုးနဲ့တစ်မျိုးတိုက်ပွဲ system နဲ့အဲ့လိုတိုက်နေတဲ့စနစ်ကိုအခုအစအစွေးရရွေးတဲ့ခါတော့အင်မတန်မှရုပ်ဆိုးတာဖြစ်တယ်လို့ကျွန်တော်တို့အဲ့လိုမြင်တယ်ဒါကြောင့်မို့ conclusion အနေနဲ့ပြောချင်တာကဘုမအတ္တမတော်ကအခုလိုကုလူမျိုးတွေကုတိုင်းရင်းသားတွေကို တိုက်တာကဘာမှဂုံမရှိဘူးရှက်စရာကောင်းတယ်နော်လေပြံတုံးနေတိုက်တာပဲဖြစ်ဖြစ်အဲ့ဒီကီဒွန်ပုစကိုတလောက်ကြီးအမြောက်ကြီးစမ်းတုံးလေးငါထောင်ချရင်တော့ဘသူကဖြစ်ဖြစ်ဒါတော့ဖေပေးရမှာပဲနော်ဒါဂုံတိခါမရှိပါဘူးနော်ခုလူမျိုးဒီအခုတိုင်းတိုင်းတွေကိုနေတဲ့နေရာကိုအဲ့လိုတိုက်တာဘာမှအတိတ်ပဲမရှိဘူးအတူနေမယ်ဆိုပြီးတော့ ပြောပြမအဲ့လိုစစ်တက်စင်တာလည်းဘာမှအသိပေးမချို့ကျွန်တော်မြင်တာကငါတို့မြင်တာကအခုဘမတတ်မတော်အရင်နဲ့ကြီးတွန်ဖို့ကိုအဲ့လိုအနိုင်ယူအောင်တိုက်တဲ့ဟာကရှက်စရာကောင်းတယ်လို့ဒါကတမိုင်းမှာရှက်ဖို့ကောင်းတဲ့အပြုအမူတစ်ခုကိုလုပ်တယ်နော်နောက်တစ်ခုကျွန်တော်တို့ရေးပေါ်ကြီးကြတော့ဒီကြီးတွန်စခန်းကိုလေးလာလုံးလုံးရွရွချွန်ချွန်ခုခံကောက်ွယ်တဲ့ရေးပေါ်ကြီးကြတော့သူတို့ကသူရေးကောင်းမယ်နော် တကယ်ကဘာကရောကျွန်တော်တို့လူမျိုးတွေဒါမကဘူးဗမာလူမျိုးတွေကိုတိုင်ကလည်းဒါချီချူတင်တဲ့အဲဟိုစားစတားရဖြစ်တယ်ဒါမန်ကန်တဲ့ဟိုစစ်ပွဲကိုဆင်နွှဲတဲ့ရေပေါ်ဖြစ်တယ်သူတို့ကအသက်ဆုံးသွားတဲ့တိုင်အောင်သူတို့သူတို့ကတော့ကျွန်တော်တို့ကဂုံပြုတ်ရမယ်ဘာဆိုတော့သူတို့ကခုလူမျိုးကိုတိုင်ပြည်ကိုကာကွယ်တဲ့ လူဒီဒါကြောင့်မို့သူတို့ချီကျူးတဲ့နဲ့အခုဟိုကုလူရန်တူလူတဘောတာပြီးတော့စစ်တပ်အနေနဲ့အဲ့လိုအတိတ်ပေမဲ့လာတိုက်တဲ့စစ်တပ်ကိုတော့ကျွန်တော်တို့ကရှက်စရာကောင်းတယ်အဲ့လိုအနေနဲ့မြင်တယ်လို့ကျွန်တော်အဲ့ဒီတုံးတက်တယ်နော်ဆိုတော့အခုနောက်ပိုင်းပါလုပ်ရမလဲဆိုတော့နှစ်ဖက်စဉ်းစားရမယ်ခုကဒေါ်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရမနေ့ပြန်ဒီည ချက်ချင်းလူတို့မှာခေါ်ပြီးတော့ဒီကိစ္စတွေဆွေးနွေးရမယ်ကျွန်တော်တို့ကငါတို့ကငါတို့နိုင်ငံကိုအေးအေးချမ်းချမ်းနဲ့ federalism နဲ့အုပ်ချုပ်နိုင်တဲ့နိုင်ငံဖြစ်အောင်ကြိုးစားမယ်ဆိုရင်ချက်ချင်းဒီလူတို့ကိုဆွေးနွေးရအောင်ခေါ်ညီလာဩဇာအဲပါလမမှာအခုဆက်စဆွေးနွေးရမယ်ဒီကိစ္စအခုဖြစ်တဲ့ကိစ္စဖြစ်ပြီရလား ရှေ့ဆက်ပြီးတော့တိုက်ပွဲမစင်ဘူးကိစ္စစပွဲပေါ်မှာပဲပြန်ပြီးတော့ဆွေးနွေးမဲ့ကိစ္စတွေကိုအမြန်ဆုံး energy အစရာကလုပ်ရမှာတက်ကလည်းဘမတမတော်ကလည်းတည်ရမှာကစစ်တိုက်ပြီးအနိုင်ယူလို့မရဘူးဆိုတဲ့အခါစဉ်းစားရမှာငါတို့အချင်းတည်းအနေနဲ့ဘယ်တော့မှဒီစစ်တိုက်ပြီးတော့အနိုင်ယူတဲ့ဟာကိုခံမှာမဟုတ်ပါဘူးဘယ်တော့မှကျွန်တော်တို့အနိုင်မှာမဟုတ်ပါဘူးကျွန်တော်တို့ ငါတို့အချင်းလူမျိုးတရားလဲဘမလူဘမစတကကျွန်တော်တို့ကိုရန်တူလိုတိုက်လာပြီဆိုရင်ကျွန်တော်တို့ကလည်းပြန်ပြတော့တိုက်မှာဖြစ်တယ်အဲ့တော့ conclusion အနေနဲ့ပြောရမှာကအစွရရောနောက်တစ်ခုကဘမလူတို့အနေနဲ့တည်ရမယ်ဒီမှာကဘမလူမျိုးတွေနဲ့ကချင်းပြည်လူမျိုးတွေရန်ဖြစ်တာမဟုတ်ဘူးဒီကိစ္စစနစ်ပဲဖြစ်တယ်စနစ်ပဲဖြစ်တဲ့အခါကျတော့ လူတို့ကလည်းဗမာအစိုးရကိုအလုံးပြောရမယ်ဗမာတပ်မတော်ပြောရမယ်နော်ကချင်နေနဲ့ချမ်းတင်နဲ့ချင်းတင်နဲ့အလုံးစုစုစည်းစည်းနေရမယ်ဆိုတဲ့အဲ့လိုနေမယ်ဆိုလို့ရှိရင်စစ်တိုက်ဆရာမလို့ဘူးဆိုတဲ့အခါကအစိုးရကိုရောတပ်မတော်ကိုရောပြောရမယ်တပ်မတော်ခေါင်းဆောင်ဒီကိုတိုင်ကဓမ္မယွင်းတဲ့အတွေ့အခေါ်တွေကိုဆက်မလုပ်တဲ့တော့အဲ့လိုဆက်လုပ်မယ်ဆိုရင်ငါတို့ကချင်တရားလည်းငါတို့ တိုင်းပြည်ကိုငါတို့လူမျိုးကိုကာကွယ်ရမယ်ကာကွယ်တဲ့အခါကျတော့စစ်ချင်းတွေကရှော့ဆရာမရှိဘူးပူပြီးတော့မြင့်လာတဲ့အခါဖြစ်လာတယ်နောက်တစ်ခုကစဉ်းစားရမှာငါတို့နိုင်ငံမှာငါတို့ကချင်ဒီကလည်းကိုနဲ့အပေါင်းအဖာနော်ကိုနဲ့ခင်မြင်တဲ့မိဆွေတွေလည်းရှိတယ်အဲ့ဒါဆိုရင်တခြားနိုင်ငံတွေပါဒီနေ့မှာလုံးထွေးသွားနိုင်တယ်လုံးထွေးသွားနိုင်တယ်ဆိုရင်ဟော ရုရှားကဖိတ်ထွက်တဲ့ယူကရိန်းနိုင်ငံတွေလို့အဲ့ဒါတွေလည်းဖြစ်တတ်တယ်။ဒါကြောင့်မလို့ conclusion အနေနဲ့ကျွန်တော်ပြောချင်တာက NLDS ဒေါ်စုဦးဆောင်တဲ့ NLD အစုအရရဲ့တတ်မတော်ရဲ့တတ်မတော်ကောင်းဆောင်တဲ့အများကြီးစဉ်းစားမယ်။ကိုချင်းစားမယ်။တရင်သာဒီကိုကိုချင်းစားလို့ဆိုရင်အဲ့လိုစဉ်းစားမယ်။အခု KO အဒီအနေနဲ့ကတော့ KO ကောင်းဆောင်တဲ့အနေနဲ့ကတော့ဒီဒေါ်ဆန်းစုချီနဲ့တော်လကောင်းအရင်ကတော့ အဟိုသူတမလာတင်းစင်တို့အစူရနဲ့တော်လကောင်း peaceful စကားပြောချင်တယ်မှန်တယ်သူတို့ကဟိုမတိုက်တဲ့နီးနဲ့စကားပြောကြရအောင်နိပေါ60တိုက်နဲ့ဒိဗေမရှိဘူးဆိုပြီးတော့သူတို့ကစကားပြောတယ်ဒါပေမဲ့အခုကဒီလိုစိတ်ရှည်လက်ရှင်နဲ့စကားပြောဖို့လုပ်နေတဲ့ကောင်းဆောင်တွေကိုလူမျိုးတွေကိုလက်နဲ့နဲ့အဲ့လိုဖိတိုက်တဲ့ system တုံးလာတဲ့အခါကျတော့ပုံစံတစ်မျိုးပြောင်းသွားနိုင်တယ် ဆိုတော့ KO ဂေါဆောင်နေရလဲဘလောက်ခံနိုင်မှာလဲအခုဟိုခုလူတို့ခုရေးပေါ်နေတယ်လောက်တည်နေတဲ့ခြားထဲမှာကျွန်တော်တို့ကတော့ဘလောက်တည်တည်စကားပဲပြောမယ်ဆိုတော့သူတို့ပြောလို့မရတော့ဘူးအဲ့ဒီခါမှာပုံစံတမျိုးဖြစ်တယ်ဖြစ်သွားနိုင်တယ်အဲ့တော့ဘာလို့ရမလဲဆိုရင်နှစ်ဖက်က KO ကအစိုးရနဲ့ဆွေးနွေးမယ်ဆိုရင် delegate ပြန်လုပ်ပါတေချာဆွေးနွေးဖို့ program လုပ်ရမယ်ဒိုဆုနဲ့ဒီတတ်မတော်ဘက်က ဘူချုပ်ကြည့်မြင်အောင်လည်းသူကလည်းဒါခုတိုင်းတားတည်းချင်းချင်းပြတ်ခတ်တိုက်ခိုက်တဲ့အဲဒီဒီစနစ်ကိုမတုံးဖို့နော်မတုံးတင်ဖို့မမတုံးတဲ့နီးနဲ့သွားတင်တယ်အဲအဲ့ဒါဖြစ်တယ်နောက်နှစ်ဖက် now ဗမာပြည်မှာရှိတဲ့ဗမာပြည်မှာရှိတဲ့ပြည်သူလူထုတွေကအစိုးရကိုအားလုံးပြောတင်တယ်ဒီဟာညင်ကိုတတ်ချက်တဲ့စစ်ပွဲဟာမလုပ်တင်ဘူးရှက်စရာကောင်းတယ်ဒါကြောင့်မလို့ညင်ရင်ချမ်းချမ်းနဲ့ပဲအတူ ့ဩစာဆွေးနွေးပြီးတော့ဩပြပြဿနာကိုဖြေရှင်းမယ်ဆိုတဲ့အခါကိုကျွန်တော်လုပ်ပါမယ်။နောက်တစ်ခုနောက်ဆုံးအနေနဲ့ကျွန်တော်တို့ပြောချင်တာခုနကကျွန်တော်ပြောသလိုငါတို့ကချင်တဲ့ပမာလူမျိုးတွေနဲ့ဇိုင်းပြည်တပြည်မှာပေါင်းပြီးတော့အတူနေတာကစစ်တိုက်ပြီးတော့ပေါင်းတာမဟုတ်ဘူး။စပွဲပေါ်မှာပြောပြမှာအာငါတို့ညီကိုတိုင်းသားတွေအတူတူအတူနေမယ်လွတ်လပ်ရေးအတူယူမယ်အတူနေမယ်တမ်းတူအောင်နေမယ်ဆိုပြီးတော့နေကြတာ ဆိုတော့အဲ့ဒီပုံစံနဲ့နေမယ်ဆိုရင်ပြန်စပွဲပုံမှာပြန်ထိုင်အေးဟုတ်ပြီအခုကျွန်တော်ငါပြောနေတာကကချင်လူမျိုးတွေကစစ်တိုက်တာကြောက်လို့ပြောနေတာမဟုတ်ဘူးအဲ့လိုပဲဖြစ်တဲ့အေးဒါပေမဲ့နောက်တစ်ခုကငါတို့ကချင်လူမျိုးတွေနဲ့ပမာလူမျိုးပေါ့ဗျာနော်အောက်မှာရှိတဲ့ပမာလူမျိုးတွေအားလုံးကလည်းကချင်တွေတော့ဆူတယ်ကွာကချင်တွေနဲ့ပေါင်းလို့မပေါင်းချင်ဘူးမနေချင်ဘူးဆိုရင်လည်းစကားပြောပြတော့တတ်တတ်စီနေလို့ရတယ်အဲ မင်းတို့တော့တက်စကူတယ်ကွာငါတို့တော့မကြိုက်တော့ဘူးမင်းတို့နဲ့ဆိုတော့မင်းတို့တတ်တတ်နေငါတို့တတ်တတ်နေတိုက်ဆံလို့ဘူးအဲ့ဒီတတ်တတ်နေမယ်ဆိုရင်လည်းစပွဲပေါ်မှာဆွေးနွေးမယ်အဲအဲ့လိုအတူနေမယ်ဆိုရင်တော့ဘူပြတော့စပွဲပေါ်မှာဆွေးနွေးရမယ်လို့အဲ့လိုမြင်ပါတယ်ကျေးဇူးတင်ပါတယ်